ကျုပ်စီကိုဘန်းညိုရွာကျုပ်တငယ်ချင်းဘိုးရောက်လာခဲ့ပါတယ်ဘေးမှာလည်းဧည့်သည်တယောက်ပါလာပါတယ်အသက်40ကျော်ရွယ်အရက်ပူပူအသားဖြူဖြူနဲ့ပါကျုပ်လည်းနေရာထိုင်ခင်းပေးပြီးတော့အဲဝတ်ပြူရတာပေါ့အကျန်းရည်လေးနဲ့ထညာခဲပကံလေးခြာပေးလိုက်ပါတယ်ကိုဘိုးကြီးကတော့သူ့ရဲ့ဘေးမှာပါလာတဲ့သူနဲ့မိတ်ဆက်ပေးတယ်ဗျာမောင်သိန်းရေဒါကမြိုင်းသားရရွာငါ့ဦးလေးဥွှေမောင်းကွာကျုပ်လည်းတွေ့ရတာဝမ်းသာတဲ့ကြောင်ပြောလိုက်တော့ဥွှေမောင်းကကျုပ်ကိုသိတဲ့ကြောင်ပြောပါတယ်ငါတူနေဦးလေးကလူချင်းသာမရင်နေတာပါကွာငါတူနေကလွန်ခဲ့တဲ့နှစ်နှစ်လောက်ကရွာမှာစုံမှုပါတယ် ။အော်ဟုတ်ကဲ့ပါဘူးလေ။ကျွန်တော်မမတ်မိရဲ့အတွက်လည်းခွင့်ခွင့်လို့ပါဗျာ။ရပါတယ်ငါတို့ရ။ဒါနဲ့လာရင်ကိစ္စကကျုပ်ကလည်းစကားလမ်းကြောင်းစပြီးတော့ခင်းမိလိုက်တော့ဥရွှေမောင်ကရှိပါဗျာ။ရှိပါငါတို့ရ။ဦးလေးတို့ဝိုင်းထဲမှာလာပညာ12နာရီဆိုရင်အကောင်အကြီးဂျိုကကကြီးနဲ့ကျွဲကြီးတကောင်အိမ်ဘက်ကိုကဆုံပေါက်ပြီးပြေးလာတာကွယ်။အဲ့ဒီကျွဲကြီးကအဲ့လိုပြေးလာတာနဲ့အိမ်ရမိသားစုတွေတွေးထွက်တယ်လို့ဖြစ်ပြီးတော့အိမ်မှာလည်းပြဿနာအကြီးဖြစ်ပြီးသားမှတ်ပြီးတော့ပဲ။ အဲဒီကျွဲကြီးကိုတွေ့ရတဲ့သူကအိမ်မှာနာမကျန်းဖြစ်နေတဲ့ဥရဲ့မိန်းမတွေ့ရတယ်။အဲဒါကြောင့်မလို့ဥရလည်းဆရာပင့်ပြီးတော့အမျိုးမျိုးလှုပ်ကြည့်ပါတယ်။အဲ့ဒီဖြစ်ပျက်ကတော့ဖြစ်နေကြတိုင်းပါပဲ။ကျုပ်ကလည်းစကားဆက်ပြီးတော့မေးလိုက်ပါတယ်။ကျွဲကြီးကဥလေးတို့ဝိုင်းနေကိုကစုံပေါက်ပြီးပြေးလာတာကိုဥလေးမိန်းမတယောက်လည်းတွေ့ရလားဗျာ။ဒီလိုကွယ်မောင်သိန်းရဲ့အဲ့ဒီကျွဲကြီးကစုံပေါက်ပြီးပြေးလာပြီဆိုပြီးတော့ဥရဲ့မိန်းမမက်ခင်လက်ကလက်ညှိုးထိုးပြီးတော့អော်ပြောတယ် ပြီးတော့ဗဇက်ကနေလဲသူ့ကိုလာခေါ်ဖို့ရောက်လာတာတယ်။သူပြတဲ့နေရာကိုဦးလေးကြည့်လိုက်တော့ဘာမှမတွေ့ရဘူးကွာ။ဒါပေမဲ့မြေကြီးတွေကတော့လှောက်ခါပြီးတော့ခွာရက်တန်တွေပါအတိုင်းသားကိုကြားနေရတယ်ကွယ်။ငါတူကြီးကပရလောကသားတွေနဲ့ကြုံတွေ့နေကြအတွေ့အကြုံလည်းများတယ်လေ။ရွာလူတော်တော်များများလည်းငါတူကြီးကူညီလို့ချင်းအဆင်ပြေမှာဆိုပြီးပြောကြလို့ဦးလေးကရောက်လာခဲ့တာပဲ။စိတ်ချပါဦးလေးရဲ့။ဒါမျိုးတွေကကြုတ်ကူညီနေကြပါ။လောလောဆယ်တော့ဘလူအပ်ဆပြီးကူညီရမှန်းတော့မသိသေးဘူးဗျာ။အဲ့ဒါကြောင့်ကျုပ်ကလည်းအချိန်နည်းနည်းလောက်ပေးပါဗျာ။ကူညီပေးမယ်ဆိုတာနဲ့ရင်ကျေးဇူးတင်လာပါပြီကွယ်။ငါတို့အဆင်ပြေတဲ့အခါလာကူညီပေးပါ ကိုဥရောစောင့်နေပါမယ်စိတ်ချပါဗျာကျုပ်အမြန်ဆုံးလာပြီးတော့ကုညီနေအောင်ကြိုးစားပေးပါမယ်ငါတူယူဦးလေးတို့ကယုံပါတယ်ကွယ် ကျုံနဲ့စကားဆမီပြောကြပြီးတော့ဥွှေမောင်တို့ပြန်သွားကြပါတယ်။ကျုပ်ကလည်းနွားစာအတွက်မျက်ကမရှိတော့ဘိုးသားအောင်တို့လည်းပဲကိုမျက်ရိပ်ထွက်ခဲ့ရပါတယ်။အရိကမှဘိုးသားအောင်ကကျုပ်ကိုတွေ့တော့အာရဝန်သားနဲ့နှုတ်ဆက်ပါတယ်။မောင်သိန်းဘယ်သွားမလို့လဲဟာကျုပ်လည်းနွားစာမျက်လာရိပ်တာလို့ပြောလိုက်တော့မင်းတွေ့ရတာအတော်ဟန်ကြသားကွာ။ငါကုပဲမင်းစီလာမလို့ဟာဘာကိစ္စရှိလို့လဲဗျာ။ရွာဦးเจ้าမှာမင်းဆရာကြီးဥယံသိန်းရောက်နေတယ်ကွာ။ခင်ဗျာကျွန်တော်လည်းတော်တော်လေးကိုအာရဝန်သားဖြစ်သွားခဲ့ပါတယ်။အဲဒါကြောင့်မဲကျွန်တော်လည်းမျက်တချင်းကိုကြပြားကြရရိပ်လိုက်ပြီးတော့အိမ်ကိုအမြန်ပြန်ရေမိုးချိုးပြီးတော့ ရွာဦးကျောင်းဘက်ကိုတုတ်ချေတင်ရတာပေါ့ဗျာကျုပ်ကလည်းကျောင်းပေါ်ရောက်သွားတော့ဆရာတော်ကြီးနဲ့ဆရာကြီးဥယျံသိန်းတို့ကစကားပြောနေကြတယ်ဗျာကျုပ်လည်းဝှက်ဖြစ်ပြီးတော့ကျမ်းမာရေးကောင်းရလားဘာညာမေးလိုက်တော့ဆရာကြီးကကျုပ်ကိုကြည့်ပြီးပြုံးပြတယ်ဗျာမောင်သိန်းငါဒီရွာကိုခဏဝင်လာတာကွာအထူးသဖြင့်မင်းကိုတွေ့ချင်လို့ကွာခမကျုပ်တော်တော်လေးကိုအံ့ဩသွားတယ်ဗျာငါဒေဇွန်မာနာလူတွေကိုဒုက္ခပေးပြီးတော့နာမည်ကြီးနေတဲ့ပောရိတာရမော်အောင်ထားတဲ့အောင်တင်ဆိုတဲ့လူကိုကိစ္စတုံးမို့အထက်ဆရာကြီးတွေရဲ့ညွန်ကြားချက်တော့ရပြီကွာအချိန်မတန်သေးလို့မင်းစီကိုလာလှည့်တာကွာ ဒီကောင်ကနုပြိုလာပါတဲ့ခန္ဓာကိုယ်တစ်ခုကိုရရှိဖို့အရေးကိုလူပြိုအပြိုသွေးတွေကိုတောက်ပြီးတော့မိစ္ဆာလန်းစင်ကိုသွားနေတာကွာတယ်လဲအဲ့ဒါကြီးတဲ့လူပါလာဗျာတယောက်ကောင်းမှုတထောင်ပြက်တဲ့အလုပ်မျိုးလုပ်ရတယ်ဗျာဟုတ်တယ်ကွာမောင်သိန်းရအဲ့ဒါကြောင့်နတ်ခတ်ပေးရရသူ့ကိုကိစ္စတုံးမှုအချိန်ကမတန်နေသေးဘူးအဲ့ဒါကြောင့်ငါလည်းမင်းရွာမှာရက်အနေငယ်တော့နေပြီးရင်ဒုစရာတပည့်တွေဒေးစွန်မှာဘက်ကိုပေါရိတာရာအောင်တင်နဲ့စီးရင်ရှင်မှုသွားကြတာပေါ့ကွာဟုတ်ကဲ့ပါဆရာကြီးရဲ့ ကျုပ်လည်းကိစ္စတစ်ခုအတွက်အခက်ကြုံနေလို့ဆရာကြီးကိုတွေ့တာနဲ့အတော်ပဲဗျာ။ကဲပြောစမ်းမအောင်ကမင်းကိစ္စကဘာကိစ္စလဲ အဲ့ဒါနဲ့ပဲကျုပ်ကလည်းဥွှေမောင်းတို့ဝိုင်းနဲ့ကိုကျွေးရ12နာရီဆိုရင်ဝိုင်းနဲ့ကိုကစုံပေါက်ပြီးတော့ဒုံးဆိုင်ပြီးပြေးလာကအဲ့ဒီကျွေးကြီးပြေးလာတာကိုဥွှေမောင်းရဲ့မိန်းမတူးရဲရပဲတွေ့ရတယ်လို့ပြောလိုက်ပါတယ်။အဲ့လိုဝိုင်းနဲ့ကိုပြေးလာပြီးအိမ်ရှိရောက်လို့ရှိရင်အဲ့ကျွေးကြီးကပျောက်သွားနေတယ်။မနေ့ကျလို့ရှိရင်အိမ်သားတွေကသွေးထွက်တန်ရုံထိခိုက်မိကြနဲ့အိမ်သားတွေလည်းပြဿနာမျိုးစုံကြုံရတတ်တယ်။အဲ့ဒါကျွန်တော်အကူကြီးတောင်းထားလို့ဘလို့ကူညီရမလဲမသိဘူးဖြစ်နေရဲ့ဆရာကြီးရဲ့။ဆရာကြီးဥယျံသိန်ကကျုပ်ပြောတာတွေကိုသေချာနားထောင်ပြီးတော့အဲ့ဒါကိုကျွေးတိုက်လို့ခေါ်တယ်ကွယ်။မကောင်းတဲ့ပညာတဲ့တူကအစီအမံနဲ့ပြုတ်လောက်ထားတဲ့ကျွေးရ ို့ကိုဝိညာဉ်ထက်အသက်သွင်းပြီးတော့စီးပွားပြက်အိမ်ခိုက်ကျမ်းမာရေးခိုက်ပြန်အောင်လှုပ်ထားတာကွယ်ဓာတ်ဆရာကြီးဖယ်ရှားပေးဖို့အတွက်ကနီးလဲရှိရပေါ့နော်တိတ်ရှိတာပေါ့ကွာလောကမှာအနာရှိရင်ဆေးရှိတယ်လို့မျိုးကိစ္စတိုင်းမှာအဖြေရှိပါတယ်ကွာမင်းလည်းအတွေ့အကြုံပိုရသွားအောင်လို့ဒီကိစ္စကိုမင်းကိုယ်တိုင်အစအဆုံးတာဝန်ယူပြီးတော့လုပ်ပါမင်းရဲ့အနောက်မှာငါရှိနေမယ် ပြောပြောဆိုဆိုနဲ့ဆရာကြီးဦးရန်တင်ကတလက်မလောက်ရွယ်ရှိတဲ့ဆင်နဲ့ရုပ်လေးသူ့လွယ်အိတ်ထဲကထုတ်ပြီးတော့ကျုပ်ကိုပေးပါတယ်သူတို့ကကျွဲနဲ့ခတ်လို့ရှိရင်ဒိုးတွေကဆင်နဲ့ပြန်ထိုးခိုင်းရမှာပေါ့ကွာဒီရုပ်ကလေးကိုအသုံးပြုတဲ့ပုံကအခေါ်အင်းလို့ခေါ်တဲ့ဟောဒီအင်းလေးကိုဖျားအာယုံပြုတ်ပြီးတော့လက်ဝါးထဲမှာထည့်အင်းနိုးဂါရာလေးရွတ်လိုက်ရုံပဲကွာမိုင်းငန်စက်ကူပေါ်မှာရေးဆွဲထားတဲ့အင်းစာရွက်လေးကိုဆရာကြီးကကျုပ်ကိုပေးတယ်ဗျာကဲမောင်သိန်းဒီညအကောင်းဆုံးနှက်ခတ်နဲ့ရှင်နေတော့မင်းအတွက်အကောင်းဆုံးချိန်ပဲကွာဟုတ်ကဲ့ပါဆရာကြီး ကျုပ်ကလည်းဆရာကြီးပေးတာတွေကိုယူပြီးတော့အိမ်ကိုပြန်ခဲ့လိုက်ပါတယ်ညရောက်တော့ဖိုးရင်းနဲ့တို့မြိုင်းသားရရွာကိုထွက်ခဲ့ကြပါတယ်ဟိုရောက်တော့ဥွှေမောင်ကကျုပ်တို့ကိုရွာထိပ်မှာထွက်ဆောင်နေတယ်ဗျသူ့အိမ်ရောက်တော့ထမင်းနေပိုင်တောင်အတင်းကျွေးနေသေးရဲ့ကျုပ်တို့ကလည်းစိုင်းတောင်းရင်စကားဆမီပြောရင်ည7နာရီထိုးတဲ့အချက်ပေးတယ်လဲကြာရောအားလုံးညိန်ပြီးတော့စောင့်နေကြပါတယ်ဘာထူးကြလာမလဲပေါ့တိတ်မကြလိုက်ပါဘူးဗျဥွှေမောင်တို့ဝိုင်းဝါးနဲ့ခွာရက်တန်တွေကိုကြားလာတယ်ကျုပ်လည်းအမြန်ဆင်းပြီးတော့အိမ်ရှိမှာဆရာကြီးပေးလိုက်တဲ့စင်ုံလေးကိုမြေကြီးပေါ်ချထားလိုက်ပြီးအခေါ်ရင်းစာရွက်ထဲကဂါထာလေးကိုလက်ဝါးထဲမှာထည့်ပြီးရွတ် ိုက်တာဟောကျုံမြေကြီးပေါ်ချလိုက်တဲ့စင်ယုံလေးကမရှိတော့ဘူးဗျာအဲ့ဒီခါကျုံနားထဲမှာကြားနေရတာဖြောင်းဖြောင်းဆိုတဲ့အတန်ကြီးတွေပဲကြားနေရတယ်ကျုပ်ကလည်းအင်းဆောင်တွေကိုတိုင်တယ်ပြီးတော့မိစ္ဆာမကောင်းဆိုးဝါးကိုကျုပ်ကိုပြပေးကြပါလို့ပြောလိုက်ပါတယ်အမလီဖျားဖျားနဲတဲ့ကြွေးကြီးလားဗျာအကောင်ကြီးကထော်လာကြီးဒစည်းစာလောက်ကိုရှိတာဗျာအမြင့်ကငါးပေကျော်လောက်ရှိတယ်ဂျိုကကိုင်းနဲ့ဂျိုကြီးက3000လောက်တော့ရှိမယ်ဗျာ။ဆရာကြီးရဲ့စင်ရုပ်ကလေးကလည်းစင်ကြီးကစင်မြောင်ကြီးဗျာ။အမြင့်ကတော့8000ကျော်လောက်ရှိတယ်။ကျွေးရိုင်းပြေးဝေးတော့နှာမောင်းနဲ့ပြန်ရိုက်ထုတ်တယ်ဗျာ။အစွဲကြီးကလည်းဖိုးဖိုးကြီးနဲ့ကောက်ကောက်ကြီးဗျာ။ 俺让老古去买呗。 အစွဲနဲ့ထိုးလိုက်တော့ဒုံးဆိုတဲ့အတန်ကြီးကမီးပွင့်မတက်ပဲကျုပ်ကြည့်နေတဲ့အချိန်မှာပဲတိုက်ကြွေးကြီးကိုနှာမောင်းနဲ့ချိတ်လိုက်ပြီးတော့မြေကြီးနဲ့ကင်ဆောင်နေတာဗျာမြေကြီးတွေကလည်းအလွားလိုက်ကိုထွက်လာပြီးတော့ဂျိုင်းွက်ကြီးကိုဖြစ်သွားတယ်ဗျာကျွေးကြီးမထနိုင်အောင်ဆင်မြောင်ကြီးကဖိနင်းထားသေးတယ်အဲဒီနောက်မှာတော့အော်တန်ကျဲကြီးထွက်ပေါ်လာပြီးတော့ပျောက်သွားတယ်ဗျာအဲဒီခါကျုပ်လဲဝိုင်းနဲ့ဆင်းပြီးတော့တင်းဆဲတဲ့ကာတာလေးယူလိုက်တော့ဆင်မြောင်ကြီးနဲ့ပျောက်သွားတယ်လက်နိုင်တက်မီနဲ့ထိုးကြည့်လိုက်တော့ရွှေချထားတဲ့ကျွေးရုပ်ကလေးကိုတရောင်လောက်ခြိုက်သွားတဲ့မြေကြီးထဲမှာပြန်တွေ့ရတယ်ဗျာဆရာကြီးရဲ့ဆင်ရုပ်ကလေးကတော့မူလကကျုပ်ချထားတဲ့အိမ်ဝအမြေကြီးပေါ်မှာခြားထားလျက်လေးပဲဝူရွှေမောင်နှမမိသားစုကလဲ ်ဘေးကင်းသွားပြီဆိုတော့ဝမ်းသာအားရနဲ့ပဲကျေးဇူးတင်မဆုံးဖြစ်နေကြတယ်ဗျာညရုံးညင်းမဲ့ကျုပ်တို့တွေကမြိုင်းသားရရွာကနေပြန်ခဲ့ကြတယ်မနေ့ကျတော့ဆရာကြီးဥယျံသိန်းကိုရွာဦးကျောင်းမှာတွတ်တွေ့ပြီးတော့ညအကိစ္စအကြောင်းစုံကိုဆရာကြီးကိုပြောပြလိုက်တော့ဝမ်းသာအားရနဲ့ဆရာကြီးကနားထောင်နေကျွဲရုံနဲ့ဆင်းရုံလေးကိုဆရာကြီးကိုအံ့နံလိုက်တော့ဆရာကြီးကဆင်းရုံလေးကိုပဲပြန်ယူရဲဗျာကျွဲရုံလေးကိုကွန်ဘူးလေးပေါ်မှာတင်ထားလိုက်တယ်ပြီးတော့ဆရာကြီးကပြောလာခဲ့ဒါကငါယူလို့မဖြစ်ဘူးမောင်သိန်းရဲ့သူ့ရဲ့ပိုင်ရှင်ကပြန်တောင်းမှုလာနေပြီဟုတ်ပါဗျာခဏလောက်နေတော့အသက်90ကျော်လူကြီးတယောက် ရောက်ချလာတယ်တိုက်ပုံနဲ့ရောပစုတ်ဝေထားတယ်ဗျာ ာသူ့ပုံကြည့်ရတာမကြင်မနှက်တဲ့ဟန်နဲ့ဆရာကြီးရှေ့မှာကျုံကျုံလေးထိုင်ပြီးတော့ဆရာကြီးကိုတောင်းပန်ပါတယ်ဆရာကြီးရဲ့ကျုပ်ရဲ့ကျွဲကိုလေးပြန်ပေးပါဆရာကြီးဥယျံသိန်းကလည်းအဲ့ဒီချိန်မှာပဲပြန်ပေးမယ်ကွယ်နောက်နောက်ခုနှစ်ရက်သားသမီးတွေကိုသင်ရဲ့ပညာရက်တွေနဲ့အန်နီရမပေးတော့ပါဘူးဆိုတော့ဂရီတစ္ဆာဆိုနိုင်ငါပြန်ပေးမယ်အဲ့လူကြီးကလည်းဂရီပေးခဲ့ပါတယ်ဆရာကြီးကလည်းကွန်းတရာကမ်းပေးတယ်ဗျဂရီပေးရင်ဒီကွန်းကိုစားတဲ့သူလည်းမျက်နာတော့မကောင်းပါဘူးမစားခြင်းစားခြင်းနဲ့စားတော့ပါတယ်ဆရာကြီးလည်းကျွဲရုပ်ကလေးကိုပြန်ပေးလိုက်ပါတယ်သူလည်းဆရာကြီးကိုနှုတ်ဆက်ပြီးတော့ပြန်သွားခဲ့ပါတယ် ကျုပ်တို့ဆရာတွေလည်းဒေးစွန်မာဘက်ကိုခရီးဆက်ရဖို့ကြိုတင်ပြင်ဆင်ကြရပါတော့တယ်။ဇလန်လေးကတော့ဒီမှာဒီမှာပြီးဆုံးသွားခဲ့ပါပြီဗျ။ဇလန်လေးကိုစုံနေတိလိုက်ပါနားဆင်ပေးကြကြလူကြီးမင်းတို့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးတင်ပါတယ်။မိုးရင်ရေးသားသူကိုလည်းဂါရဝပြုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော်။